်တင်းကူရဲကိုယ်ထဲမှာဥဝင်ဥပြီးသူ့အစာကိုဝင်ဆောင်ခိုင်းတဲ့ပြားတူကောင်အခုမြင်နေရတဲ့ပြားတူကောင်ကကဘာပေါ်မှာအရက်ဆက်ဆုံးမျိုးပွားနေတဲ့ခုနဲ့မျိုးပွားတတ်ပါတယ်သူတို့ကပင့်ကူတကောင်ကိုအရှင်လက်လက်ဖမ်းဆီးပြီးသူတို့ရဲ့ဥတွေကိုပင့်ကူရဲကိုယ်ထဲမှာဥပစ်တာပါဒီပြားတူကောင်တွေဟာပင့်ကူတွေအတွက်အိမ်မဆိုးဖြစ်ပြီးတော့ဒီအကောင်တွေကိုမြင်လာနဲ့ဝေးရကိုထွက်ပြေးရပါတယ်။ဒီလိုမှမဟုတ်ရင်ပြားတူကောင်ကပင့်ကူကိုစပြီးတိုက်ခိုက်မှာပါ ပြားထူကောင်ရဲကိုထဲမှာပင့်ငူတွေအရင်ကြောက်တဲ့အစိတ်ပြေးတစ်မျိုးပါရှိပြီးတော့တစ်ချက်လောက်ထိုးသွင်းလိုက်တာနဲ့ပင့်ငူဟာအကျောသေးတဲ့အနေထားကိုရောက်သွားမှာပါအကျောသေးပြီးမလုံနိုင်ဖြစ်နေတဲ့ပင့်ကူကိုပြားထူကောင်ကတွင်းတစ်ခုထဲမှာထည့်ပြီးသူ့ရဲ့ဥတွေကိုပင့်ကူရဲ့ဗိုက်ထဲမှာဥထည့်လိုက်ပါတယ်။ပြီးရင်အပေါ်ကနေမြေကြီးနဲ့ဖုံးပြီးပင့်ကူကိုအရှင်လက်လက်မြုပ်ပစ်လိုက်ပါတယ်။ပင့်ကူကအချိန်အကြာကြီးမတည်သေးပဲပြားထူကောင်တွေပေါက်လာတဲ့အခါအဲ့ဒီပြားထူသားပေါက်တွေကဒီပင့်ကူကိုအာဟာရဖြစ်စားတော့ကြအောင်ပါပါ။ ။တဘာဝတရားကြီးရဲ့ရက်ဆက်ပြီးကြောက်စရာကောင်းတဲ့ဖြစ်ရပ်ကိုဒီပြားသူနဲ့ပင့်ငူရဲ့ဂျားကားဖြစ်စဉ်ကိုကြည့်ုံနဲ့သိရနိုင်ပါတယ်။ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးကြတဲ့အတွက်ကျေးဇူးထူးတင်ရှိပါတယ်ရှင်။ပိုင်ရှင်ရဲ့စွန့်ပစ်တာကိုခံထားရတဲ့ခွေလေးနှစ်ကောင်ကိုအခုလိုကယ်ဆယ်ခဲ့ရတယ်။အခုမြင်နေရတဲ့ခွေပေါက်လေးနှစ်ကောင်ကလူရမ်းကြောက်တတ်ပါတယ်။သူတို့ကိုပိုင်ရှင်ဖြစ်သူကညာကြီးအချိန်မတော်ဒီနေရာမှာလာလွှင့်ပစ်ခဲ့တာပါ။သူတို့ဟာမိခင်နဲ့ငငယ်ရွယ်ရွယ်ခွဲခွာခဲ့ရပြီးတော့စိတ်ဒဏ်ရာရနေရှာပါတယ်။ ဒါကြောင့်ပတ်ဝန်းကျင်ကလူတွေကဒီခွေးလေးနှစ်ကောင်ကိုနင်းမျိုးစုံနဲ့ကယ်ဆယ်ဖို့ကြိုးစားခဲ့ပါတယ်။ခွေးလေးတွေကစိတ်တန်ရာရနေရကြောင်းလူအရေးမြင်တာနဲ့ထွက်ပြေးကြပါတယ်။သူတို့ကသူတို့ကိုစွန့်ပစ်သွားတဲ့နေရာကမြောင်းပိုင်လုံးတစ်ခုထဲမှာအတင်းတိုးဝေပြီးတော့နင်းနေကြတာပါ။လူတွေကအစာနဲ့မြားခေါ်ပြီးဖမ်းဖို့ကြိုးစားပေမဲ့အလုံးမဖြစ်ခဲ့ပါဘူး။ဒါကြောင့်သူတို့ကတိရိစ္ဆာန်ကယ်ဆယ်ရေးသမားတွေကိုအကူအညီတောင်းခဲ့ကြပါတယ်။ကယ်ဆယ်ရေးသမားတွေကခွေးလေးတွေဝင်ဝင်နေတဲ့ပိုင်လုံးရဲ့မနှမ်းမကန်မှာလောင်အင်ကျဲကြီးတစ်ခုကိုစောက်လုပ်ခဲ့ပါတယ် ပြည်ရင်လောင်ရင်တဲမှာအစာတွေထည့်ထားပြီးခွေးလေးတွေထွက်လာတဲ့အထိမမြင်ကွယ်ရမှာပုံနေခဲ့ပါတယ်။ခွေးလေးတွေလောင်ရင်တဲရောက်မှလောင်ရင်တကားကိုပိတ်ပစ်ပြီးခွေးတွေကိုဖမ်းနိုင်ခဲ့ပါတယ်။ပိုင်ရှင်ရဲ့အဆုမြတာကိုခံစားရလို့စိတ်ဒဏ်ရာရနေတဲ့ခွေးလေးတွေကိုနောက်တစ်ချိန်လူတွေကိုယုံကြည်လာဖို့အတွက်သူတို့ကအစွမ်းကုန်ကြိုးစားမယ်လို့စိတ်ပိုင်းဖြတ်ထားကြပါတယ်။ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက်ကျေးဇူးထူးတင်ရှိပါတယ်ရှင်။ခေါင်းဝန်းချင်းချင်းရံဖြစ်နေတဲ့မတဲ့အတူနေခေါင်းနှလုံးတောက်တဲ့ခုမြင်နေရတာကတော့ခေါင်းနှလုံးပေါက်နေတဲ့တောက်တဲ့တကောင်ဖြစ်ပါတယ်။ သူတို့ကို တောင်ကိုရီးယားနိုင်ငံကတောက်တဲ့ဝါသနာရှိတအူးကမွေးထားတာပါ။ခေါင်းနှလုံးဆိုပေမဲ့သူတို့ကတကောင်နဲ့တကောင်လုံးဝမတည့်ကြပါဘူး။တကောင်ကတောင်ဘက်ကိုသွားမယ်ဆိုရင်တကောင်ကမြောက်ဘက်ကိုသွားကျင်နေပါတယ်။ဒါကြောင့်သူတို့ဟာအချင်းချင်းကိုယ်ယောကာယဖြစ်နေပြီးတော့မျက်ခြင်မပြတ်ခရူးတဆိုင်မွေးထားရပါတယ်။ဒီအကောင်တွေကအမွာရီဖြစ်ကြပေမဲ့ဥဝုန်ထဲမှာရှိနေတော့တကောင်နဲ့တကောင်ပူးကပ်ပြီးအခုလိုခေါင်းနှလုံးကိုတခုဖြစ်နေရတာပါ။တောက်တဲ့နဲ့အိမ်မြောင်လိုအကောင်မျိုးတွေမှာဒီလိုဖြစ်စဉ်ကအင်မတန်အဖြစ်များပြီးတော့နိုးတိုက်တတော်ဝါတွေမှာလည်းဖြစ်လေရှိပါတယ်။ ဒီတောက်တဲ့ကိုပိုင်ရှင်ဖြစ်သူကိုယ်တိုင်ဥရဲကနေခွဲပြီးမွေးထားတာဖြစ်တာကြောင့်သူ့အတွက်တော့တံမိုးဖြစ်မရအောင်ဖိုးတန်တယ်လို့သိရပါတယ်။ပရိသတ်ကြီးတို့ရဲ့ဘွားမှာရောအခုဗီဒီယိုတွေကတောက်တဲ့လိုမျိုးခေါင်းနှလုံးပေါက်နေတဲ့တိရိစ္ဆာန်တစ်ကောင်းကောင်းကိုတွေ့ဘူးကြပါသလား။ကိုမန်ထဲမှာဆွေးနွေးပေးခဲ့လို့ရပါတယ်။ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက်ကျေးဇူးထူးတင်ရှိပါတယ်ရှင်။